အလုံးမင်္ဂလာပါရှင်ဒုက္ခဖြစ်ပါတယ်ရှင်ခုဆိုရင် Great Hall Sami Worry ဖြစ်ဖို့လီလာပဲကြာမာတော့တယ်ဒီချိန်ဆိုရင်ចောင်းတော်များများကစာရီလဲတင်ပြီးတော့မယ်ပေါ့နော်ပြီးတော့မောင်လေးညီမလေးတို့ကလည်းဒီလိုစာမေးပွဲဖြစ်ဖို့တုံလီလာကျန်တဲ့ချိန်တွင်းမှာ revision ပြန်ခြင်းနဲ့ revision ပြန်တဲ့အခါမှာလည်း6ဘာသာစလုံးမလွတ်သွားဖို့အတွက်မျက်မျက်တတာဖြစ်စီမဲ့ time table ဆွဲနည်းလေးတွေ time management လုပ်နည်းလေးတွေဒုက္ခကိုလာမိကြတယ်ပေါ့နော် ဒါကြောင့်မလို့ဒုက္ခကဒီဗီဒီယိုလေးထဲမှာမောင်လေးညမလေးတို့အတွက် revision ပြန်ဖို့ဘယ်လို time table ဆွဲရမလဲ၆ဘာသာစလုံးတည်တည်ချာချာကြီးဖို့အတွက်ဘယ်လိုမျိုး time management လုပ်ရမလဲဆိုတာပြောပြပေးသွားပါမယ်ရှင်။ပထမဆုံးအနေနဲ့မနစ်ကဒုက္ခကို time management လုပ်ခဲ့တဲ့ပုံစံလေးတွေကိုရင်ပြပြပေးပါမယ်။ဒုက္ခကိုအကြောင်းကလည်း၁၇လပိုင်းလောက်ဆိုရင် စာတွေအကုန်ပြီးသွားပါပြီ။၁၂လပိုင်းကနေစပြီးတော့ revision ပြန်ရတယ်။၁၂လပိုင်းမှာတော့ဆရာဆရာမတွေနဲ့အတူတူ revision ပြန်ရပါတယ်။ ဆရာဆရာမတွေကသူတို့စာတင်ချိန်မှာတခန်းချင်းစီကိုအရေးကြီးတဲ့ points တွေအကြောင်းသားတွေမိတဲ့ပုံစံတွေကိုပြန်ပြီးတော့ရှင်းပြပေးရပါတော့။မြန်မာစာချိန်မှာဆိုရင်မြန်မာစာဆရာမကြီးက revision ပြန်ပေးတယ်။အင်္ဂလိပ်စာချိန်မှာဆိုရင်တော့အင်္ဂလိပ်စာဆရာနဲ့ဆရာမနဲ့က revision ပြန်ပေးပါတယ်။စနေနေ့ပိုင်းတစ်လလုံးကတော့ဆရာတွေနဲ့အတူတူစာတင်ချိန်တွေမှာ revision ပြန်ရတယ်။သူကတော့အခန်းအနည်းများပုံမူတည်ပြီးတော့ဗောနော်။တချို့စာနေတဲ့အခန်းဆိုရင်တော့တရက်တစ်ခန်း revision ပြန်ပြီးတယ်။စာများတဲ့အခန်းဆိုရင်တော့ 3 4ရက်တစ်ခါလေးတပတ်လောက်တော့ကြာတယ်ပေါ့နော်ဒီလိုမျိုး revision တွေပြန်ပြီးတော့12လပိုင်းအကုန်လုံးမှာ pilot 3ဖြည့်ရတယ် pilot 3ဖြည့်ပြီးတော့အခန်းကြီးထပ်ခွဲပါတယ်တလပိုင်းကျတော့လည်း revision ပြန်ရတယ်ဒီတလပိုင်း revision ပြန်တာကတော့ကိုပါသားကို self study ပုံစံနဲ့ revision ပြန်ရတယ်အကြောင်းက တနေ့ချင်းစီ revision ပြန်ဖို့အတွက် plan လေးတွေလုပ်ပေးထားတယ် သူကတော့တရက်ကို၄ဘာသာသို့မဟုတ်၅ဘာသာလောက်က revision ပြန်ရတယ်။တဘာသာကိုစာလုပ်ဖို့အတွက်၂နာရီသို့မဟုတ်၃နာရီပေးထားပါတယ်။ time table မှာဘယ်ချိန်ကနေဘယ်ချိန်ကိုဘယ် chapter ဘယ်ပန်းကိုလုပ်ဆိုရင်သူကတော့အဲ့အချိန်တွဲမှာလုပ်ရပါတယ်။ဒီလိုမျိုးတရက်ထဲကို၄ဘာသာ၅ဘာသာဒီလို revision ပြန်တဲ့ပုံစံကတော့တစ်လပိုင်းအကုန်လောက်ထိလုပ်ရတယ်။ပြီးတော့နှစ်လပိုင်းလောက်ရောက်တော့တဘာသာကို၂ရက်သို့မဟုတ်၃ရက်အပြည့် revision ပြန်ရပါတယ်။အဲ့ဒီအချိန်မှာလည်းအကြောင်းက plan လေးလုပ်ပေးထားတယ်ဘယ်ချိန်ကနေဘယ်ချိန်ကိုဘယ်အပိုင်းအောင်ကြည့်ပေါ့အဲ့လိုလေးလုပ်ပေးထားတယ်မြန်မာစာဆိုရင်လည်း9နာရီ27နာရီကိုခက်စစ် link ကရည်သေးကြည့်အဲ့ဆိုရင်အဲ့တိုင်းလေးပဲကြည့်ရတယ်နောက်ပြီးတော့စတစ်ကနေပြီးတော့ဘယ်ချိန်ထိကိုပါကြည့်ပေါ့အဲ့လိုလေးပေးထားတဲ့အတိုင်းဒုက္ခရောကအဲ့တိုင်းလိုက်လုပ်ရပါတယ်စာများတဲ့ physics တို့မျိုးဆိုရင်တော့ဒုက္ခရောကို၄ရက်၅ရက်လောက်တော့ revision ပြန်ဖို့အချိန်ပေးတယ်အဲ့လိုမျိုး revision ပြန်တဲ့ပုံစံက၃ခေါက် လောက်တော့လုံးဖြစ်သွားပါတယ်၃ခေါက်တော့မဟုတ်၄ခေါက်လောက်ပေါ့နော်အဲ့လောက်လုံးဖြစ်သွားတယ် final ဖြေကနီးထိအဲ့လိုပုံစံလေးပဲ revision ပြန်သွားပါတယ်ဒါကတော့ဒုက္ခရောစာမေးပွဲမဖြေခင်၃လလအတွင်းပေါ့ final ဖြေကနီးထိ revision ပြန်ခဲ့တဲ့ပုံစံလေးပါအခုကြည့်နေတဲ့မောင်လေးညီမလေးတို့ကြတော့ မနှက်ဆိုရင်ကြောင်သွားမယ်ပြီးရင်ကိုကျူရှင်လေးဝိုင်းနေတက်မယ်ပေါ့ပြီးတော့မှကိုပါတာကိုစာလုံးချင်ရှိမယ်ဒုက္ခရောကကြောတော့ចောင်းအိတ်ចောင်းစားပုံစံဆိုတော့တနေကုန်ចောင်းကချပေးရဲ့ plan တိုင်းသွားရတယ်ပေါ့ဆိုတော့ဒုက္ခရော revision ပြန်တဲ့ပုံစံတိုင်းလိုက်လို့ဖို့ဆိုတော့ချိန်နေလိုက်ညင်အောင်မယ်ပေါ့เนาะဒါကြောင့်မလို့ဒုက္ခကနောက်ထပ်အပိုင်းအနေနဲ့ revision ပြန်ဖို့အတွက်ဘယ်လိုမျိုးနီလန်းလေးတွေတုံးရမလဲဘယ်အပိုင်းလေးတွေခွဲပြီးတော့ပြန်ရမလဲဆိုတာပြောပြပေးပါမယ် မောင်လေးတို့ညီမလေးတို့ revision ပြန်တဲ့အခါမှာ timetable ဆွဲရင်ဘယ်လိုချက်လေးသိထားရမလဲဆိုတာကိုပြောပြပေးပါမယ်ဒီဒုက္ခရော time table တော့လုံးမပြီးတော့ဘောနော်။ဘာကြောင့်လဲဆိုတော့တယောက်နဲ့တယောက်ကစာလုပ်တဲ့အချိန်တွေကလည်းမတူဘူး။စာလုပ်နိုင်တဲ့အတိုင်းဒါနှုံးရလည်းမတူတော့လို့ time table ကြီးပုံသေးရချပြလို့မရဘူးဘောနော်။ဒါကြောင့်မလို့ time table ဆွဲတဲ့နေရာမှာ တည်တည်တဲ့အချက်ကလေးတွေကိုပြောပြပေးပါမယ်။အခုဒီလိုမျိုး၁၇လပိုင်း၁၂လပိုင်းစာတွေပြီးကနီးနေပြီပေါ့နော်။အဲ့လိုအချိန်မျိုးမှာဆိုရင်ကျောင်းကတော့မပြီးသေးတဲ့စာတွေတော့ဆက်တင်နေဦးမှာပဲ။ဆိုတော့ကိုကကျောင်းသွားမယ်၊ကျူရှင်သွားမယ်ပြီးတော့အင်ဂျင်ရောက်တော့စာလုပ်မယ်ပေါ့နော်။စာလုပ်တဲ့အခါကျရင်ကျောင်းကတင်လိုက်တဲ့စာကိုတနေ့စာပြန်လုပ်ဖို့လိုပါတယ်။တနေ့စာလုပ်ပြီးသွားမှကို့မှာပိုလာတဲ့အချိန်ကို revision ပြန်မှာ။အဲ့မှာ မောင်လေးညီမလေးတို့တော်တော်များများလှုပ်ချင်တာအဲ့လို revision ပြန်လို့ရတဲ့အချိန်လေးထဲမှာကိုက6ပါတာစလုံးထည့်ပြီးတော့ပြန်ချင်တာပါပဲအဲ့လိုမျိုးလုံးဝမလုပ်ပါနဲ့ဥပမာပြောရမယ်ဆိုရင်ကိုကတနေ့စာလုပ်ပြီးသားတော့ revision ပြန်ဖို့အချိန်3နာရီရရဲဆိုပါစို့3နာရီဆိုရင်မိနစ်180ကိုက6ပါတာစလုံးသွားပြန်မယ်ဆိုရင်တစ်ပါတာကိုမိနစ်30လုပ်ဖို့အချိန်ရပါမယ်အဲ့ဒါဆိုကိုကမိနစ်30လေးနဲ့တစ်ပါတာပြီးတစ်ပါတာပြောင်းနေရမှာဆိုတော့ဘယ်စာမှလည်းတည်တည်ချာချာ revision ပြန်ပြီးမှလည်းမဟုတ်ဘူ ကိုကမိနစ်30မြန်မာစာ revision ပြန်နေတော့ရှိသေးတယ်ဇန်လေးဝင်နေတော့နောက်ထပ်မိနစ်30ရောက်သွားတော့အင်္ဂလိပ်စာပြောင်းလိုက်ရတယ်ကော focus ကလည်းမမိတော့ဟိုကပြောင်းတရားပြောင်းဖြစ်ပြီးတော့ဘာသာမှလည်းသေးချ revision လုပ်ပြီးမှမဟုတ်ပါဘူးဒါကြောင့်မလို့6ဘာသာစလုံး revision ပြန်ဖို့လုပ်ချင်းကိုရှောင်ချင်ပါဒုက္ခရုပ်ဆိုရင်လည်းတနည်းကိုဘာသာစုံ revision ပြန်တဲ့အခါမှာ6ဘာသာစလုံးမပြန်ရပါဘူး၄ဘာသာတို့မဟုတ်၅ဘာသာလောက်ပဲ revision ပြန်ရတာပါဒါတော့ဒုက္ခရုပ်တနည်းကုန် revision ပြန်တာနော် ဒါကြောင့်မလို့မောင်လေးတို့ညီမလေးတို့ဆိုရင်အချိန်လေးနည်းနည်းလေးပဲရတာကို6ဘာသာစံလုံးသွားပြီးတော့ revision ပြန်ဖို့မလုပ်ပါနဲ့အဲတစ်ဘာသာသို့မဟုတ်နှစ်ဘာသာပဲဖြစ်ဖြစ် revision ပြန်မှာစစောကလို့3နာရီဆိုရင်ကိုကနှစ်ဘာသာ revision ပြန်မယ်ဆိုရင်တစ်ဘာသာကို3နာရီခွဲအချိန်ပေးလို့ရမယ်ပေါ့နော်အဲဆိုအဲ့3နာရီခွဲအတွင်းဆိုရင်လည်းကိုကတိတိကျကျလေးစာအုပ် revision ပြန်နိုင်မယ်နောက်ပြီးတော့ဟို ပြောင်းဒီပြောင်းပြာများတာမျိုးလည်း မဖြစ်တော့ပါဘူး။ဒါကတော့၁၇လပိုင်း၁၂လပိုင်းစာတင်ပြီးကနေအချိန်တနေ့စာတနေ့ပြန်ကြည့်ဖို့အချိန်ပေးရတဲ့အချိန်မျိုးမှာဒီလိုကာလမျိုးမှာသုံးပါ။စာရီကုန်းတင်ပြီးသွားပြီး revision လုံးဝပြန်ရတော့မယ့်ကာလကိုရောက်သွားပြီဆိုရင်ကိုကတနေ့စာတနေ့ကြည့်စရာမလိုတော့ဘူးပေါ့နော် revision အချိန်မဲဆိုတော့ကိုအတွက်တနေ့စာတနေ့ကြည့်ရခြင်းက revision အချိန်လေးပိုလာမယ်။အဲ့လိုမျိုးကြရင်တော့ဒုက္ခကဒုက္ခရောနှစ်လပိုင်းမှာလုပ်ခဲ့တယ်လို့တဘာသာကိုအပြည့် revision ပြန်တာမျိုးလေးလုပ်စေချင်ပါတယ်။ ကိုယ့်ရဲ့စာလုံးနိုင်တဲ့နှုံးအတိုင်းတာပေါ်မူတည်ပြီးတော့တပါတာကို3-4ရက်သို့မဟုတ်တစ်ပတ်အလိုလေးကြာနိုင်တယ်ပေါ့နော်တပါတာပြီးတပါတာ revision ကိုအပြတ်ဖြတ်သွားပါကိုက9နာရီ revision ပြန်ဖို့အချိန်ရသွားပြီဆိုရင်အဲ့9နာရီမြန်မာစာပြန်မယ်ဆိုမြန်မာစာ revision ပြန်မှာမပြီးဘူးဆိုရင်နောက်နေ့9နာရီမှာလည်းမြန်မာစာကိုဆက်ပြီးတော့ revision ပြန်မှာကိုကတပါတာချင်းစီအဲ့လိုအပြတ်ပြန်ရတဲ့ပုံစံမကြိုက်ဘူးဆိုရင်နှစ်ပါတာထိတော့ခွဲပြီးတော့ပြန်လို့ရပါတယ် ဆိုရင်နှစ်ပါတာဆိုလဲအဲ့နှစ်ပါတာတခါတည်းပြန်အောင်ဖြတ်ပေါ့နော်ပြီးတော့မှနောက်ထပ်နှစ်ပါတာကိုပြောင်းအဲ့လိုလေလုပ်စီချင်ပါတယ်ကိုယ့်ရဲ့အတိုင်းတာပုံမူတည်ပြီးရက်အနေများတော့กว่าတာပေါ့နော်အဲ့ဒီနီလန်လေးတွေအဲ့ဒီအကျင့်လေးတွေကိုသုံးပြီးတော့ time table လေးဆွဲစီချင်ပါတယ်ဒါဆိုရင်နောက်ပိုင်းကတော့ဒုက္ခစာတွေကိုဘလို့အပိုင်းတွေခွဲပြီးတော့ revision ပြန်ရမလဲဆိုတာပြောပြပေးပါမယ်ဒီမှာဆိုရင်တပါတာချင်းစီအလိုက်ဘယ်လို revision ပြန်ရမလဲဘယ်လိုပိုင်းလေးခွဲရမလဲဆိုတာသူကလုပ်ထားပါတယ်အဲ့ဒါလေးတွေကိုပြောပြပေးပါမယ် မြမစာမှာဆိုရင်ခက်စစ်အလင်ကာကိုတပိုင်းခွဲပြီးတော့ပြန်မှာခက်စစ်လင်ကာပြီးတော့ရေတဲပြဆက်စကဆက်ကိုတပိုင်းခွဲပြန်မှာနောက်ထပ်တပိုင်းအနေနဲ့အပြောနဲ့အရေးတမတ်တန်နောက်ထပ်တပိုင်းကအပြောတင်ကန်းစာငါမတ်တန်အဲ့ဒါပြီးရင်စကပြေကပြားတမတ်တန် နောက်ထပ်ကတော့ပုတ်ရှိတွေပေါ့နော်ရေသေးပုတ်ရှိစကပြေပုတ်ရှိကဗျာပုတ်ရှိနောက်ပြီးတော့ကို့မှာပိုတဲ့အချိန်ကိုစာစီစာကုန်းအစိုးချေသွားလို့ပါစာစီစာကုန်းအစိုးချေကကိုကနေတိုင်းညိုက်ခံနေပုံမှန်ဖတ်တာပဲဖြစ်ဖြစ်တပတ်တစ်ခေါက်ရေးရမျိုးပဲဖြစ်ဖြစ်ဆိုရင်တော့ကို revision ပြန်တဲ့အချိန်မှာတော့မထက်လဲအဆင်ပြေပါတယ်ဒီဒုက္ခပြောပြသွားတဲ့ဒီအပိုင်းလေးတွေကအဆင်လိုက်မလုပ်လဲရပါတယ်ကိုအဆင်ပြေသလိုအပိုင်းလေးတွေပေါ့နော် အဲခက်စိတ်နေငါပြန်ပြီးရင်ကိုကတမတ်တန်လုပ်ချင်တယ်ဆိုလဲတမတ်တန်သွားပေါ့နော်ဒါကတော့ဘလို့အပိုင်းလေးတွေခွဲပြန်ရတာကအစဉ်ပြေနိုင်တယ်လဲဆိုတာဒုက္ခကြည့်ပြီးတော့လုပ်ပေးထားတာပါဒုက္ခတို့အကြောင်းမှလည်းဒီလိုလေးပဲလုပ်ခဲ့ရဖြစ်တဲ့အတွက်ကြောင့်မောင်လေးညီမလေးတို့အတွက်လည်းဒီလိုမျိုးအပိုင်းလေးခွဲထားတာကပို့ပြီးတော့အစဉ်ပြေနိုင်မယ်ထင်ပါတယ်အဲဆိုတော့ကိုကတကယ်လို့မြန်မာစာ revision ပြန်မယ်ဆိုရင်လည်းဒုက္ခပေးထားတဲ့ဒီလိုအပိုင်းလေးတွေအတိုင်းတွားကြည့်ပါတော့။နောက်ထပ်အနေနဲ့အင်္ဂလိပ်စာမှာဆိုရင်တော့ဒုက္ခက unique ကလေးတွေကိုအဆင်ပြေအောင် တွဲပေးထားပါဗျ။တခုနဲ့တခုဆက်ဆက်မှုရှိတဲ့ unit ကလေးတွေကိုအတွဲလေးတွေလုပ်ပေးထားတယ်။ unit 1 3 5 135ကိုလုပ်တဲ့အခါမှာ test ကိုဖတ်မယ်။ဒီစာပိုက်ကြီးကိုပေါ့နော်။စာပိုက်ကြီးကိုဖတ်မယ်ပြီးသွားရင် test ထဲမှာပါတဲ့ exercise လေးကိုလုပ်ကြည့်မယ်။ကိုကအဲ့အရာလုပ်ပြီးတော့အချိန်ပိုတယ်ဆိုရင်ကိုဘာသာကို initial ကြည့်တာမျိုးဒါမှမဟုတ် multiple choice ကြည့်တာမျိုး read the passage ကြည့်တာမျိုးကိုကြိုက်တာကြည့်ပေါ့နော်။ ောက်ထပ်အနေနဲ့ unit 2 4 6ကိုတွဲပေးထားပါဗျ။အဲ့ unit တွေကြီးတဲ့အခါမှာလည်းဆော့ဆော့ပြောခဲ့တယ်လို့ပဲ test ဖတ်မယ် exercise ကြည့်မယ်။နောက်ပြီးတော့ unit 7နဲ့8ကိုတတွဲလုပ်ထားပါဗျ။နောက်ထပ်ကတော့ unit 9နဲ့11တတွဲ unit 10နဲ့12နဲ့တတွဲလုပ်ပေးထားပါဗျ။ဒီလိုမျိုး test တွေဖတ်ပြီးသွားပြီဆိုရင် OM ၄ပုတ်ကိုပြန်နှွေးမယ်။ပြီးတော့ OM ၄ပုတ်ရဲ့ paraphrasing လေးတွေလေ့လာမယ်။ ောက်ထပ်တစ်ခါ grammar ကြည့်ပါမယ် grammar အတွက်ကိုတော့ဘယ်လိုစာကြည့်ရမလဲဆိုရင်ဒုက္ခနုံကတော့ grammar ကြည့်တဲ့အခါမှာ exercise extra exercise တဲ့ grammar လေးတွေဖြည်တာမိခွန်ဟောင်း grammar လေးတွေလောက်တာမျိုးကိုလေ့ကျင့်ပါတယ်ဒုက္ခထင်တာကတော့ဘောနော်ဒုက္ခအမြင်မှာက grammar ကကိုကသူ့ရဲ့ grammar တွေထားတုံပုံသိမယ် subject verb object proposition ဆိုဘလိုနေရာမျိုးမှာထားလို့ရတယ်အဲ့လိုမျိုးအခြေခံတွေသိမယ်နောက်ပြီးတော့ pattern တွေကိုသိမယ်ဆိုရင်တော့ ကို့အတွက်ကဘယ်ပု္ပ္ပစာပဲလာလာဖြည့်တတ်မယ်လို့ထင်ပါတယ်။ဒုက္ခမရတဲ့ grammar pattern တွေရှိရယ်ဆိုရင်တော့အဲ့ဒါအတွက်ကိုအချိန်လေးပြီးပြီးတော့စာအုပ်လေးနဲ့သွားပြီးတော့လုပ်ကြည့်ရယ်။နောက်ထပ် grammar တွေရသွားပြီဆိုရင်တော့ဒုက္ခက grammar ကြီးရဲ့အချိန်မျိုးတွေမှာ exercise တွေဖြည့်ကြည့်ရယ်မိကုံဟောင်းတွေလုပ်တယ်အဲ့လိုမျိုးလေးပဲလုပ်ပါတယ်။မောင်နှမညီမလေးတို့တော်တော်များများ grammar ဆိုဘလို့ကြည့်ရမလဲအဲ့လိုမျိုးမေးတယ်ပေါ့နော်။အဲဒါကြောင့်မလို့အရင်ဆုံးအနေနဲ့ကိုမရတဲ့ grammar pattern တွေရှိတာပြန်ပြီးတော့စဉ်းစားပါ။ ပြီးတော့ list လေးလုပ်ကြည့်ပေါ့နော် list လေးလုပ်ပြီးသွားရင်မရရရှိရဆိုရင်အဲ့ဒါကိုတစ်ခုချင်းစီပြန်ပြီးတော့လေးလာပါအဲ့ဒါကြီးရသွားပြီဆိုတာနဲ့ကိုကပြန်ပြီးတော့ကိုရပြီးသားဟောက်အမှတ်ချက်ပေါ့နော်ကုန်ပြီးပြီအဲ့ဒါကြီးအကုန်လုံးရသွားပြီဆိုရင်တော့နောက် grammar တွေ revision ပြန်တဲ့အခါမှာကိုက extra exercise တွေလုပ်တာမျိုးမိကွန်ဟောင်း grammar တွေလုပ်တာမျိုးကိုလုပ်ကြည့်ပါနောက်ထပ်အနေနဲ့ကတော့အစည်းလက်တာအစည်းလက်တာကလည်းစာတီစာကုန်းနဲ့အဆိုချီပုံစံမျိုးပဲ ိုကနေတိုင်းပုံမှန်ဖတ်တာမျိုးဒါမှမဟုတ်တပတ်တပုတ်ရေးကြည့်တာမျိုးရှိရဆိုရင်တော့သူ့အတွက်ကအချိန်သက်သက်ပေးစရာမလိုပါဘူး။တင်ချာအတွက်ကိုတော့အရင်ဆုံးအနေနဲ့ chapter တခန်းချင်းစီကပုံတွေထဲကပုံစံတွေကို အရင်ပိုင်အောင်တွက်ပါ။ပြန် revision လုပ်တဲ့အချိန်မှာလည်းပုံစံတွေပုံတွေထဲကပုံစံတွေကိုအရင်လုပ်ပါ။အဲ chapter တွေကျတော့ဒုက္ခကပဲ chapter ပဲ chapter အစင်လိုက်လို့ကတော့မပြောတော့ဘူးเนาะကိုရတဲ့ပုံမူတည်ပြီးတော့ကိုအားနေတဲ့ပုံမူတည်ပြီး ို့အတွက်အဆင်ပြေ chapter ကိုအရင်လုပ်ပေါ့နော်ဒီပုံတွေထဲကပုံစံရေးသေးချပိုင်ပြီဆိုမှမိကုံဟောင်းကိုသွားပြီးရောလုပ်ပါမိကုံဟောင်းရပြီဆိုမှ channel နဲ့ extra exercise ပုံစံလေးတွေကိုသွားပြီးရောလုပ်ပါဒုက္ခတော့ကလည်း channel ကိုတေချာလုပ်ခဲ့တာမဟုတ်ဘူး channel ထဲမှာပါတဲ့တမတ်တန်လေးနောက်ပြီးတော့ CRA ကပြောတဲ့ထူးခြားတဲ့အပုတ်ကလေးတွေပဲလုပ်ခဲ့တာပါဒုက္ခတငယ်ချင်းတွေကတော့ channel ကိုသူတို့အချိန်ပေးပြီးတော့လုပ်တယ် သူကတော့ငိုကလေးကတင်ချအားနေတဲ့သူဆိုတော့ပုံနေထဲကပုံစံတွေအရင်တင်ချပိုင်အောင် လုံးမယ်ဆိုပြီးတော့ပုံနေကိုပဲအဓိကအားထားပြီးတော့လုပ်ခဲ့တာပါ chemistry ကြာရင်လဲ chapter တခန်းချင်းစီလောက်ရမှာပေါ့နော်အဲဒါကြာလဲကိုအဆင်ပြေသလို chapter လေးတွေလုပ်လို့ရပါတယ်လုပ်တဲ့အခါမှာသူ့ရဲ့ review exercise exercise တဲ့ကမိကုန်းတွေကိုအရင်လုပ်ပါပြီးတော့မှ short question လေးတွေဖြေကြည့်ပါ short question လေးတွေပြန်နှွေးပါနောက်ထပ်တစ်ခါအနေနဲ့ definition ကိုနှွေးပါအဲ့ဒါတွေအကုန်လုံး chapter တစ်ခုချင်းစီတေးချလုပ်ပြီးသွားပြီဆိုတာ ਨੇ ပုံဆွဲကျင်တာမျိုးလုပ်ပါဥမာကိုက chapter 1စလုပ်မယ်ဆိုရင် chapter 1ရဲ့ review exercise exercise တွေနှွေးမယ် short question တွေပြန်လုပ်မယ် definition တွေနှွေးမယ်ပေါ့နော်အဲဆိုတော့ chapter 1အနေနဲ့ဒီ list တွေအကုန်လုပ်ပြီးသွားပြီဆိုတာနဲ့ဥမာအချိန်ပိုသေးတယ် chapter 2လုပ်ဖို့အချိန်မရောက်သေးဘူးဆိုရင်ပုံဆွဲကျင်ပါ chapter 1မှာပါတဲ့ပုံတွေပုံဆွဲကျင်ပေါ့နော်ပြီးသွားပြီဆိုရင် chapter 2ကိုသွားပြီးရော လုပ်ပါ အဲ့အရာကုံလုံးတစ်ခေါက်ပေါ့နော် chapter 1ကနေပြီးတော့အဲ့ဒီ ठी revision ပြန်တာအဲ့လိုပုံစံမျိုးတကြောပြန်ပြီးသွားပြီဆိုနောက်ထပ်တကြောပြန်တဲ့အခါမှာလည်းဒီလိုပုံစံတိုင်းပဲသွားပါအဲ့လိုသွားတဲ့အခါမှာနောက်ထပ်တစ်ဆင့်နေနဲ့ဘာပို့သွားမလဲဆိုတော့ကိုယ်ကပုံဆွဲခြင်းနဲ့အဆင့် ठी ပြီးရင်မိကွန်ဟောင်းလေးကိုသွားပြီးတော့လုပ်ပါမေကွန်ဟောင်းကြည့်တာကလည်းအဲ့လိုခက်ခက်ခက်ခဲမဟုတ်ပါဘူးမေကွန်ဟောင်းကများသောအားဖြင့်ပုံတွေထက်ကပုံစံတွေပဲမေးတာထူးထူးခြားခြားအပုပ်ကလေးတွေဆိုရင်တပုံစံနှစ်ပုံစံပဲပါတယ်ပေါ့နော် ဒါကြောင့်မလို့ chapter 1 revision ပြန်တဲ့အခါမှာလည်းဒုက္ခပြောတဲ့ list အတိုင်းပုံစွဲကျင့်ပြီးသွားပြီဆိုရင်မိခွားဟောင်းလေးကြည့်တဲ့အခါမှာမမြင်ဘူးတဲ့ပုံစာခက်တဲ့ပုံစာလေးတွေဆိုရင်ပြန်ပြီးတော့တွက်ကြည့်မယ်။နောက်ပြီးတော့ကြက်ကြည့်မယ်ပေါ့နော်။အဲ့ဒါတွေပြီးသွားရင် objective ကိုသွားပြီးတော့လုပ်မယ်။မိခွားဟောင်းထဲမှာပါတဲ့ chapter 1 objective ကိုပေါ့နော်။ဒုက္ခဆိုရင်လည်းလုပ်ပုံစံပဲလုပ်ပါတယ်။ပုံလေးထဲကစာတွေအရင်လုပ်တယ်လုပ်ပြီးတော့အချိန်ပိုရတယ်မိခွားဟောင်းသွားပြီးတော့လုပ်ပါတယ်။အချိန်မပိုဘူးဆိုရင်လည်း chapter 2ကိုတန်းပြီးတော့ပွားလိုက်ပါ။ ဘာလို့လဲဆိုအချိန်နေတာကုန်သွားမှာဆိုလို့ပေါ့နော် chapter တစ်ခုတည်းမှာပဲအချိန်နေအများကြီးပေးပြီးတော့ကျန်တဲ့ chapter တွေကိုကြတော့လေ့ဟင်းသွားမှာဆိုလို့ပါနောက် chapter တွေကြတော့မြင်မြန်တွတ်တွတ်လေးတော့ပေါ့နော်ကိုယ်အတွက်လွယ်ရင်လွယ်သလိုမြင်မြန်လေးလုပ်အဲ့ဒါမှ chapter 1ကမကြည့်ခဲ့ရတဲ့မေကွန်ဟောင်းဆိုရင်တွားပြီးတော့ပြန်ကြည့်လို့ရမှာကွာကြောင်လို့ပါအဲမေကွန်ဟောင်းတွေရောလုပ်ပြီးတွားပြီးဆိုမှ objective ကိုဖတ်ပါ objective ဖတ်တာကတော့ထူးထူးခြားခြားအချိန်ကြီးပို့ပြီးပေးနေစရာမလိုလို့ဒုက္ခထင်တယ်ကိုကနေတိုင်းပုံမှန်ဖတ်တာမျိုးလုပ်ထားမယ်ဆိုရင်တော့ ဟို revision ပြန်တဲ့အခါမှာတက်တက်ပို့ပြီးတော့ပေးစရာမလိုပါဘူး physics မှာဆိုရင်လည်းကို type နဲ့တက်တဲ့ chapter ကိုပေါ့နော်ပုံစံလေးအရင်လေ့ကျင့်ပါ chapter တခန်းချင်းစီပုံစံတွေအရင်လုပ်ပါပုံစံတွေအကုန်လုံး chapter 1 to 13တွက်ပြီးသွားပြီ revision ပြန်ပြီးသွားပြီဆိုမှ chapter အကုန်လုံးရဲ့ short question တွေတခါတည်းပေါင်းပြီးတော့နှွေးပါ နော်မဟုတ်လဲ chapter တစ်ခုချင်းစီ short question နှွေးတာမျိုးလုပ်ပါသူကတော့တော့လည်းဆက်စချင်ကတော့ chapter တစ်ခုချင်းစီ like short question တွေနှွေးတယ်နောက်ကျတော့နောက်ပိုင်းနေ revision ပြန်တဲ့အခါမှာ short question ပြန်ဖို့အတွက်အချိန်သက်သက်ပေးရပေါ့နော်အဲ့ဆိုရင်တော့ chapter 1 to 30အကုန်လုံးတခါတည်း short question တွေလောက်ရပါတယ်ကိုကစပြီးတော့ revision ပြန်မယ်ဆိုရင်တော့ chapter တစ်ခုသူမို့နှစ်ခုပေါင်းပြီးတော့ revision လေ့ကျင့်တာမျိုးလုပ်ပါနောက်ပြီးသွားပြီဆိုရင်တော့ပုံစွဲကျင့်ပါပုံစွဲအတွက်ကိုလည်းအချိန်ကြီးတက်တက်မပေးပါနဲ့ ကိုကအားတဲ့အချိန်လေးထဲမှာသွားပြီးတော့လှုပ်တာမျိုးလှုပ်ပါကိုကအချိန်ပြီးမယ်ဆိုရင်လည်းကို့အတွက်ခတ်တဲ့ပုံလေးဆရာကြီးကမိန်းနိုင်နေပြောတဲ့ပုံလေးတွေကိုလေ့ကျင့်ပါပြီးသွားရင်တော့ objective ဖတ်ပါ objective exercise လုပ်ပါဒါကလည်း chemistry objective လိုပဲကိုကနေ့တိုင်းပုံမှန်ဖတ်ထားမယ်ဆိုရင်တော့သူတို့ကအချိန်တက်တက်ပို့ပြီးတော့ပြီးစရာမလိုပါဘူး။ဘာလို့ကြာရင်တော့ကိုက chapter တခန်းချင်းစီတည်တည်ချာချာလေးပြန်ပြီးတော့နှွေးပါ chapter 1တည်တည်ချာချာနှွေးနှွေးပြီးတော့မှ chapter 2ကိုသွားနှွေးတည်တည်ချာချာမရသေးဘဲနဲ့နောက် chapter ကိုစာမြင်မြန်နှွေးပြီးကျင်စောနဲ့လောက်တာမျိုးကိုရှောင်ပါတော်တော်များများရှိရယ်ပေါ့နော် revision ပြန်တဲ့အခါမှာဆိုရင်မြန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 ်နဲ့အကုန်လုံးတစ်ကြော့ပြန်ပြီးတယ်နှစ်ကြော့ပြန်ပြီးတယ်သုံးကြော့ပြန်ပြီးတယ်အဲ့လိုမျိုးဖြစ်ချင်တာပေါ့အဲ့လိုမျိုးမလုပ်ပါနဲ့ revision ပြန်တဲ့ဆိုတာကကိုယ်စာတွေဘယ်လောက်ရလဲဆိုတာပြန်ပြီးတော့သိချင်လို့ ပြန်ပြီးတော့လေ့ကျင့်တာကွာအဲ့ဒါကိုကမြင်းမြင်းမြင်းမြန်လုပ်နေကိုဘယ်နာမှမရဘူးလဲဆိုတာတိကျသိမှာမဟုတ်ဘူးအဲ့မှာ revision ပြန်တဲ့အခါမှာတခန်းချင်းစီကိုတိတိကျကျ revision ပြန်မှာတခန်းရမှာနောက်တခန်းကိုသွားပါအဲ့တော့ဘိုင်ကိုလေးပြန်သွားမယ်ပေါ့နော်ဘိုင်ကို chapter တခန်းချင်းစီတိကျပြန်နှွေးမယ်အဲ့မှာနှွေးရတဲ့အခါကျရင်လည်းကိုနှွေးရတဲ့စာမျက်နှာမှာ ပုံနေ level တွေပါတယ်ဆိုရင်အဲ့ level ကိုပါတစ်ခါတည်းနှွေးပါစာရင်နှွေးပြီးမှ level သွားနှွေးရမျိုးမလုပ်ပါနဲ့နောက်ကျရင်နှွေးဖို့အတွက်အချိန်မရှိရမေးရမျိုးတွေဖြစ်မှာဆိုလို့ပါတစ်ခါတည်းတပုတ်ကိုနှွေးရတယ်သူ့အောက်မှာပါတဲ့ level ကိုတစ်ခါတည်းနှွေးပေါ့နော်အဲ့လိုလေးလုပ်ပါပြီးသွားရင်ကိုလိုအပ်ရင်လိုအပ်တယ်လို့ရေးကျင့်တာမျိုးလုပ်ပါနောက်ပြီးတော့ပုံဆွဲကျင့်ပါပုံဆွဲကလည်းအချိန်လေးတက်တက်ပြီးပြီးတော့လုပ်လဲရတယ်ကိုအားတဲ့အချိန်လေးထဲမှာထုတ်ပြီးတော့ပုံဆွဲကျင့်တာမျိုးလည်း ရပါတယ်။ဒါဆိုရင်တော့မောင်လေးညမလေးတို့ revision ပြန်တဲ့အခါမှာဘာသာရပ်တစ်ခုချင်းစီအလိုက်ဘယ်လိုမျိုးအပိုင်းလေးတွေခွဲရမလဲဆိုတာကိုသိသွားကြပြီထင်ပါတယ်။နောက်ထပ်အမေးများတဲ့မိခွန်းတစ်ခုဖြစ်တဲ့ဂျာနယ်နဲ့ပတ်သက်တဲ့မိခွန်းပေါ့နော်။သူကမေးကြတယ်ဂုံတုထွက်ဖို့အတွက်ဂျာနယ်ကမဖြစ်မနေလိုအပ်သလားဆိုပြီးတော့မေးကြတယ်ပေါ့နော်။မဖြစ်မနေလိုအပ်တာမျိုးတော့မဟုတ်ပါဘူး။သူကဆိုရင်ညမသင်ချာ chemistry physics ဘိုင်ဂျာနယ်၅အုပ်ဝယ်ထားတယ်။ ဒုက္ခအများဆုံးကြီးဖြစ်တာကတော့သင်္ချာအတွက်ကိုပဲကြီးဖြစ်တယ်။သင်္ချာတော်မှသူများရဲ့လောက် channel ကိုတိတ်မသုံးဘူးပေါ့နော်။ဒုက္ခတဲ့တချို့သင်္ချာတော်တဲ့တကယ်ချင်းနေရာတော့ channel ကင်ကြတယ်။ဒုက္ခကတော့ပုံနေတဲ့ဟာရင်ရအောင်လုပ်မယ်ဆိုပြီးပုံနေကိုပဲလုပ်တယ်။ channel ကတော့ဆဆွားရှိမှပြောခဲ့တယ်လို့ပဲတမတ်တန်နေကြီးဖို့ဆရာကြီးကကြီးခိုင်းတဲ့အပုပ်ကလေးတွေကြီးဖို့အတွက်ပဲလုပ်ပါတယ်။မြမစာ channel ကကြောတော့လေအပုတ်ရှည်ကြီးအဓိကလေးလာခြင်းလို့ဝယ်ထားတာပါအပုတ်ရှည်ကြီးတွေမှာဆိုရင်ပမောက္ခရေရေးထားတဲ့ အဖြေတွေပါတယ်ပေါ့နော်။ဒါကြောင့်မလို့မိကွန်းကြည့်ပြီးတော့ဒီလိုမိကွန်းမျိုးဆိုရင်ပမောက္ခတွေကဘယ်လိုမျိုးထည့်ဖြေလေးရှိလဲ။ဘယ်ပိုင်းလေးတွေထည့်ရသူတို့ပို့ပြီးတော့ကြိုက်တယ်လဲ။ဘယ်လိုမျိုးဖြေတာမျိုးသူတို့ပို့ပြီးနှစ်သက်တယ်လဲ။လိုက်ပြီးတော့လေ့လာဖို့အတွက်ပဲဝယ်ထားတာပါ။ Chemistry ကလည်းသူကတချို့ short question concept ပိုင်းမိကွန်းလေးတွေပါတာဖြစ်တဲ့အတွက်ကြောင့်အဲ့အရာတွေချက်ဖို့အတွက်ဝယ်လိုက်တာပါ။ဘာမှတော့တိတ်တော့မသုံးပြပါဘူးအဓိကတော့ chemistry ရ short question ချက်ဖို့အတွက် channel ကိုသုံးတာပါမသုံးပြဆုံးကတော့ physics နဲ့ bio ပါပဲဒီတိုင်းသာဝယ်ထားတယ် တမျက်နာမှာမလန်နိုင်ရပါဘူးဒီတိုင်းပဲအလဟတ်သက်ဖြစ်သွားတယ်ပေါ့နော်ဒုက္ခတငယ်ချင်းတွေကတော့ physics channel တုံးကြတယ်သူတို့ဘလို့ကြည့်လဲတော့မသိဘူးပေါ့နော်ဒုက္ခတော့အဲ့ဟာမကြည့်လိုက်ပါဘူးဘုံလေးကိုပဲပိုင်အောင်လုပ်လိုက်ပါတယ်ဒါကြောင့်မလို့မဖြစ်မနေလိုပါလားဆိုတော့မဖြစ်မနေတော့မဟုတ်ပါဘူးဒုက္ခလည်းဒီလိုမျိုးကြည့်ခဲ့ရလဲမဟုတ်ဘူးဆိုတော့ကိုကလိလာခြင်းနဲ့ဆိုရင်တော့ဝေလိုက်ပါတင်ချာ channel ကတော့ဝေလိုက်ပေါ့နော် ။ဘာကြောင့်လဲဆိုတော့တခြားမိခွန်းလေးမိလာရင်ကိုနဲ့ယဉ်နီးမှုရထားအောင်ထိတွေ့ဖြစ်အောင်လို့လေ့ကျင့်ဖြစ်အောင်ပေးထားလိုက်ပါ။ကဲဒါဆိုရင်တော့ revision ပြန်ဖို့အတွက် time management လုပ်နည်းလေးနဲ့ဘယ်လိုမျိုးအပိုင်းတွေခွဲဝေပြီးလုပ်ရမလဲဆိုတာပြောပြပြီးသွားပါပြီ။အခုဇာမူဝက်ဖြည့်ဖို့ကလည်းလေးလပဲကျန်တော့တာဖြစ်တဲ့အတွက်ကြောင့် revision ပြန်တဲ့ကာလမှာအင်တိုက်အားတိုက်နဲ့အကောင်းဆုံးကြိုးစားလိုက်ပါ။ဒီအချိန်မှာကိုကိုကိုညာလဲမညာပါနဲ့ညာလဲမညာပါနဲ့ ဟိုကငါဒါရရဲဆိုပြီးတော့ကျတော့မလုတ်ဘဲနဲ့ပေါ့ဆဆလုတ်လိုက်တာမျိုးတွေကိုကူကူညာတာမျိုးတွေမလုတ်ပါနဲ့ပြီးတော့ကိုတခုခုနားမလည်ရရှိရဆိုရင်လည်းဆရာတွေကိုမေးပါ line ပေါ်မှာလိုက်ပြီးတော့ရှာကြည့်ပါနောက်ပြီးတော့ညာလဲမညာပါနဲ့ဒီအချိန်မှာအသုံးခွန်ဆိုင်လုတ်လိုက်ရင်ကို့အရင်တော့အမှတ်တက်အများကြီး fine နဲ့မှာကွာသွားနိုင်ပါတယ်ဒါကြောင့်မလို့ညာလဲမညာပဲနဲ့အကောင်းဆုံးကြိုးစားလိုက်ပါ ဒီဗီဒီယိုလေးကမောင်လေးညမလေးတို့အတွက်အချို့ဖြစ်စေလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ like လုပ်ပေးသွားကြပါအောင်ရှင်နောက်ထပ်အခါမှာလည်းဒီလိုမျိုးအချို့ရှိတဲ့ content လေးတွေ vlog လေးတွေတင်ပြသွားပါအောင်ပါရှင်ဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင် bye bye